ပါကစ္စတန်ရဲ့စွမ်းအင်အကူပြောင်းကာလမှာတရုတ်အနေနဲ့ဥဆောင်တဲ့နေရာကနေပတ်ဝန်းဖို့ပါကစ္စတန်ကျွမ်းကျင်ပညာရှင်အဖွဲ့ကတိုက်တွန်းခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဆိုလာစွမ်းအင်တွေကိုကြီးမားတဲ့ဆက်ယုံတွေနဲ့အသုံးပြုတာထက်အသုံးပြုမဲ့နေရာအနီးမှာအသေးစားဆက်ယုံတွေနဲ့ဆိုလာပြားတွေတက်ဆင်အသုံးပြုမှုမြင့်တက်လာခြင်းမှာတရုတ်ဟာကမ္ဘာတောင်ချမ်းဒေသမှာတခြားနိုင်ငံတွေအတွက်စံပြနိုင်ငံတစ်ခုဖြစ်လာတယ်လို့ပါကစ္စတန်ရဲ့ Renewable First အမည်ရှိတဲ့ကျွမ်းကျင်ပညာရှင်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်စွမ်းအင်ပညာရှင်တအူးကတော့အဲ့ဒီအစီအစဉ်ကို ကောင့်ထဲပို့ဖို့အတွက်ငွေကြေးအများပြားကုန်ကြမှာဟုတ်မဟုတ်ကိုမေးခွန်းထုတ်နေပါတယ်။တရုတ်ရဲ့ဆိုလာပြားတွေဟာတရုတ်ရဲ့တမရိုးကျစွမ်းရည်စည်ယုံတွေကိုကျွတ်တက်သွားပါပြီလို့ Renew Ever First အဖွဲ့ကထုတ်ပြန်တဲ့အစီရင်ခံစာကိုဥဆောင်ရေးသားခဲ့တဲ့မိုဟာမက်ကပြောကြားခဲ့တာပါ။တရုတ်အနေနဲ့ပါကစ္စတန်မှာငွေကြေးထောက်ပံ့ပေးခဲ့တဲ့ကြောင်မီးသွေးလောင်စာသုံးစွမ်းရည်စည်ယုံတွေနဲ့ပါကစ္စတန်ကိုရောင်းချခဲ့တဲ့ဆိုလာပြားတွေကြောင့်စွမ်းရည်နှမျိုးအနက်တစ်မျိုးကိုရွေးချယ်ရမယ်လို့လည်းအဲ့ဒီအဖွဲ့ကအကြံပြုထားပါတယ်။တန်ရှင်းတဲ့စွမ်းရည်ဖြစ်တဲ့ဆိုလာစွမ်းရည်ကိုအားပေးထောက်ခံခြင်းနဲ့တရုတ်ဟာကမ္ဘာ တောင်ချမ်းဒေသမှာစံပြနိုင်ငံတစ်ခုအဖြစ်ရည်တည်ဖို့အခွင့်အလမ်းရှိကြောင်းလည်းမိုဟာမက်ကပြောကြားခဲ့တာပါအထူးသဖြင့်အမေရိကန်ဟာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒါစီရင်တန်တမန်လုပ်ငန်းစဉ်တွေကလည်းနှုတ်ထွက်သွားမှုဟာတရုတ်အတွက်ကမ္ဘာလုံးဆိုင်ရာစွမ်းအင်အကူပြောင်းကာလမှာဥဆောင်သူနေရာကိုရောက်ရှိဖို့လမ်းပွင့်သွားစေခဲ့တယ်လို့လည်း Renewable Fest အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်တရုတ်နဲ့ပါကစ္စတန်ဟာပြည်တွင်းလုံတန့်စင်တဲ့စွမ်းအင်စမ်းသစ်တီထွင်တဲ့ကြေးစနစ်ကိုပူတွဲဖန်တီးသူတွေအဖြစ်ဆက်ဆံရေးတွေကိုနောက်တစ်ဆင့်တက်ဖို့လိုအပ်ပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်တရုတ်ရဲ့ဈေ းပေါ်တဲ့ဆိုလာပြားတွေအများအပြားဝင်ရောက်လာမှုနဲ့အတူပါကစ္စတန်ဟာကြောင်မီတွေးစွန့်အင်တုံစက်ရုံတွေနဲ့ထုတ်လုပ်တဲ့စွန့်အင်အပေါ်မိခိုမှုလျှော့ချခဲ့ပြီးဆိုလာစွန့်အင်အတွက်တရုတ်ရဲ့အကူအညီကိုရယူနေကြောင်း Renew Ever Fest အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။